Premier League pwede ng Chelsea ne Brighton. <laughs> Minglawa, kukain sa football show ni Juduwari, chano kukamak miya. Chano sa ninyo, ၈နှစ်ကွယ်မှာရှင်ပြိုင်ကစားမဲ့ပွဲကောင်းနေတဲ့ကတပွဲဖြစ်တဲ့ Chelsea နဲ့ Brighton တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတူတူလုပ်လိုက်ရအောင် Key points တွေအရင်ဆွဲထုတ်ကြည့်ပါမယ်ကျွန်တော်တို့ Chelsea သင်းရဲ့စွမ်းဆောင်ရည်ပိုင်းကတော်တော်လေးကိုအားရစရာမကောင်းတဲ့အခြေအနေမျိုးဖြစ်သွားပါတယ်ကျွန်တော်အခုရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေအားလုံးမှာအားရကျင်တဲ့ပွဲတပွဲပဲရှိတယ်အဲပွဲက Brentford ကိုတူတူတည်ကြခဲ့တဲ့ပွဲစွမ်းဆောင်ရည်ပိုင်းကကျွန်တော်လက်ခံလို့ရပါတယ်ဒါပေမဲ့ reserve ပိုင်းကတော့တည်ကြသွားတယ်ပေါ့နော်သို့တော့တခြားပွဲစဉ်တွေမှာတော်တော်လေးကိုစိတ်ပြည့်စရာကောင်းခဲ့တဲ့ ပွဲစဉ်တစ်ကစပြီးတော့နောက်ဆုံးကျွန်တော်လင်ကုန်းကိုနိုင်တဲ့ပွဲ ချန်ပီယံလိမှာ နော်ဘိုင်ယန်မြူနစ်ကိုရှုံးတဲ့ပွဲချယ်ဆီဒီ FIFA Club World Cup ကပုံတံမျိုးလုံးဝမမြင်ရသေးပါဘူးကို့အသင်းကိုချစ်လို့ဒါ hype ဒါလည်းတပိုင်းပေါ့နော်ဒါပေမဲ့ reality အခြေအနေကိုလည်းကျွန်တော်မှပြောခွင့်ရှိရလို့ထင်တယ်ကိုအားမပေးတဲ့အသင်းတွေဆိုရင်တော့ကျွန်တော်အဲ့ဘိုင်းနေတိတ်တော့ပြောလို့ပြောတာမရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အငင်းကုန်တိတ်မဖြစ်ချင်လို့ဒါပေမဲ့ Chelsea နဲ့ပတ်သက်လာရင်တချို့သော Chelsea fan ကြီးကိုတော်တော်များများကျွန်တော်ရဲ့စိတ်နေစိတ်ထားကိုသိပါတယ်ကျွန်တော်အားမရရင်တော့ဒဲပဲပြောအဲ့တော့လုံးဝအားရချင်တဲ့ဆရာမရှိဘူးရှေ့ပွဲတွေမှာတချို့သောကွင်းလေတိုင်းရဲ့ဆုံးဖြတ်ချက်တွေမှားရွေးမှုတွေရှိခဲ့တယ် PGMO အဖွဲ့အတော်မှဒါဖူလန်နဲ့ဘွဲတင်ရအတွင်းကိုသူတို့တရားဝင် တောင်းပန်စာထုတ်ခဲ့တယ်။အဲကျန်တဲ့ပွဲတွေမှာဒိုင်းရဲ့လိုအပ်ချက်ဘာညာဆိုပြီးကျွန်တော်တွေလက်ညှိုးထိုးခဲ့တာရှိတယ်။အဲ့ဒါတွေကိုတော့ကျွန်တော်မပြောချင်တော့ဘူး။ကျွန်တော်တွေကကိုရှုံးတဲ့ပွဲဆိုရင်လည်းဒါဒိုင်းချောင်းပေါ့နော်။ကိုနိုင်သွားတဲ့ပွဲဆိုရင်လည်းတစ်ဖက်အသင်းကဒိုင်းချောင်းလို့ပြောရင်ကျွန်တော်နားလည်လက်ခံမယ်။အဲ့တော့ဒိုင်းချောင်းဒိုင်းချောင်းဆိုတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့ခေါင်းထဲထုတ်သိမ့်ပြီးဒါအဓိကပြောရမယ့်အချက်လက်မဟုတ်ဘူးဆိုတာသိသိမ့်ပြီးကျွန်တော်ပြောချင်တာနားလည်လားမသိဘူးအဓိကပြောချင်ကျွန်တော်ခြေသွမ်းပိုင်းကိုပဲပြောတင်တယ်ဒိုင်းအချောင်းနေပြောမနေတင်တော့ဘူးဆိုတော့ဒီခြေသွမ်းပိုင်းမှာလုံးဝအာရကျင်းနေစရာမကောင်းတဲ့ ခြေသွန်းပိုင်းမျိုးဖြစ်တယ်လို့လူစင်းစုပွဲမှုအရာလည်းရင်တထိတ်ထိတ်နဲ့နောက်တန်းကစားပုံကိုကြည့်နေရတဲ့အခြေအနေမျိုးကျွန်တော်လည်းကောင်းတာတွေကြီးပဲပြောချင်ပါတယ်အများကြီးအားခက်ထားခဲ့တဲ့ဘလုံးရာသီတရာသီမှာဒီလိုနောက်တန်းစုဖွဲ့မှုကရုပ်ပြက်စင်းပြက်ဖြစ်လိမ့်မယ်လို့မမျော်လင့်ခဲ့မိတာတော့အမှန်ပဲဗျအဲ့တော့ပြိုင်ဘက် Brighton Brighton သည် Hazard လက်ထက် ဒီနှစ်ဘောလုံးရာသီးကပိုတော်ကောင်းလာသေးတယ်ဖီးအားကင်းကင်းနဲ့ပိုပြီးတော့ကစားနိုင်သေးတယ်ဂျားထဲမှာလည်း EFL ကကစားခဲ့ရတယ်ခြေသွမ်းပြပြီးဂိုးပြက်အနိုင်ယူခဲ့တဲ့ဒါပရီးမီးယားလိကတသိနေတော့အသိမဲ့ Brighton သည် EPL မှာရှုံးတဲ့ပွဲတွေတော့ရှိမယ်တွေ့မယ်သူ့ရဲ့ခြေသွမ်းသူ့ရဲ့အခြေအနေကတော့အနေထားတည်းကမှရှိနေသေးတယ်နော်ဂျေဘီမပါဘူးလား โอเคမှန်တယ်ဒါပေမဲ့ရန်ကူဘာမင်းတို့လိုမျိုးတကယ် explosive ဖြစ်တဲ့ဝင်ကာမျိုးကရှိနေသေးတယ်ရန်ကူဘာမင်းကြီးကိုကြည့်ရတာကျွန်တော်တကယ်တကဒါဝက်ဆန်တောင်မန်ကစားသမားမဟာမတ်ကူဒက်စ်ကိုမြင်နေရသလိုပဲတယောက်တည်းနဲ့ယုံပြီးတော့ကစားတာရမ်းမိုက်တယ်ဗျ Brighton ဟာဇလာကလည်းထိတ်တန်းအဆင့်ရှိတဲ့နီးပြတယောက်ဖြစ်လာနိုင်တယ်နော် Robert Dzabi လက်ထက်က Brighton ကိုပို့ပြီးတော့မာကုန်ရှိတဲ့အသင်းတစ်ပြင်းဖြစ်ဒါသူ့ရဲ့ဟန်သူ့ရဲ့ပုံတံတန်းအသွင်တက်နဲ့လုံးဝ form သွင်းထားတာဆိုတော့ key points တွေမှာကျွန်တော် Chelsea အနေနဲ့ Brighton ကိုရှင်ကစားဖို့ဟာဖြစ်တော့ဖြစ် နိုင်တယ်သို့ပေမဲ့အနိုင်ယူနိုင်ဖို့ဆိုရင်ခက်ခဲနေတယ်။ Okay ကျွန်တော်နောက်တစ်ပိုင်း ဒီနေ့သင်ကြားရဲကနော်အာရှရဲ့အကျော်ပေးမှုတွေကိုဆက်လက်စမ်းစစ်ကြည့်အောင်ချဲစီရဗျာစတန်ဖို့ဘရစ်ဂွင်းကြီးထဲမှာတကိုးသွင်းရပြီဆိုတာအတိတ်ပဲမရှိဘူးလေအိမ်ကွေးမှာဘရုယိုးလေးပဲတွေးကြည့်တကိုးနဲ့နိုင်ရပြီတေးမကြရင်ရပြီဆိုတာဒီဘလိုနီးထဲမှာယုတ်တိမတန်တဲ့အကျော်ပေးမှုဖြစ်ပါတယ်ကျွန်တော်တာမန်တွေးကြည့်မယ်ဟာစတန်ဖို့ဘရစ်ဂွင်းကြီးထဲမှာငါတို့ကတော့ Brighton ကိုတိတ်ပြီဘာဖြစ်လို့1-0နဲ့ကပ်မနိုင်နိုင်ရမှာလဲ2-1နဲ့မနိုင်နိုင်ရမှာလဲတွေးမှာပဲလေဒါယိုးယိုးတန်းတန်းတွေးရင်တော့ချဲစီနိုင်မှာပဲလေအဲ့တော့လောက်ဒီလွဲသလားဘယ်လွဲမလို့ချဲစီ ီးသည်ဒီပွဲပြီးဘန်ဖီကာနဲ့ချန်ပီယံလိဆော့အောင်မယ်ချန်ပီယံလိမှာအဖွင့်ပွဲတွေတော့ရှုံးထားတယ်နောက်တန်းမှာဒီအဲ့လိုစကားပြောရင်မကောင်းပါဘူးဗျာဂျိုဂျွန်းနေရပဲ့တွေကိုပဲကျွန်တော်သုံးနေရတာတိုစင်တို့ထရီဘာချာလိုဘာတို့တပွဲနှစ်ပွဲထက်ကဲရရင်မကောင်းတော့ဘူးအဲ့တကြောင့်ဒီနောက်တန်းစုဖွဲ့မှုကမဖြစ်မနေလိုတယ်လို့ကျွန်တော်ပြောခဲ့ဘူးတဲ့အခုချိန်မှာဘာမှမတတ်နိုင်ဘူးရှိတဲ့လူစင်းအခင်းချင်းတွေပဲတီးပြီးတော့ ရှော့မလွယ်ဘူးပေါ့နော်ပြောချင်တာအိမ်ကွေးမှာအနိုင်ကယ်မဲ့ဘာညာဆိုတော့ညာလဲတခြားပွဲတွေကိုလည်းထက်တွက်ဖို့လိုတယ်အန်တိုမာရက်စ်ကတော့တပွဲချင်းစီကိုပဲအာယုံစိုက်ထားရလို့ဘလောက်ပဲပြောပြောနောက်ပွဲကိုသူမတွေးဘဲနဲ့တော့မနေဘူးဗျတိုတယ်ကိုနဲ့တစ်ချက်ပြောင်းချင်ရှိမယ်တိုတယ်ကိုကတော့ 3D ပါ အ 3D ကတော့ 3D အတိုင်းဖြစ်သွားနိုင်တယ်လို့အထက်ပေါ်ရင်လည်းပေါ်နိုင်တယ်ကျွန်တော်ကဒီဘွဲဒီမှာတော်တော်ကိုနဲတာတဆိုင်အပေါ်တော့ပို့ပြီးသဘောကျတယ် Brighton မှာလည်းစောစောရင်ကောင်းတဲ့ကစားသမားအများစုရှိနေတယ်ဂိုးသွင်းနိုင်တယ် Chelsea ရဲ့နောက်တန်းကလည်းအရန်ကိုဂိုးတွေပြန်ပေးနေရတယ်ဗျာ Okay အဲ့တော့ Arsenal ရဲ့အချောပေးမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်အကြိုက်ကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်ဒီဘွဲဒီမှာ handicap ဆိုတာထက်တိုတယ်ကိုပို့ပြီးသဘောကျတယ်။ Chelsea သည်တကိုးနဲ့နဲ့ကတ်နိုင်အောင်မှတဝက်ပဲပျော်ရွှင်ခွင့်ရမယ်။ Brighton ဘက်ကနေမယ်စဉ်းစားခြင်းလည်းတကိုးနဲ့နဲ့ရှုံးမယ်ဆိုရင်ဒါတဝက်လောက်ပဲဆုံးရှုံးရမယ်။ handicap ကြီးကကြိုက်ချင်တယ်ဆိုရင် Brighton ကိုပို့ကြိုက်လို့ရတယ်။သို့တော့ကျွန်တော်ရဲ့ ်ဦးစားပေးရွေးချယ်မှုကတော့ total ကို over ဖြစ်ပါတယ် second priority အနေနဲ့နော်တနည်းအားဖြင့်ဒုတိယဦးစားပေးအနေနဲ့ရွေးချယ်ချင်တာကတော့ Brighton ဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်နောက်တစ် drive ဒီနေ့သင်ကြားတဲ့ကိန်းနဲ့အချက်လက်တွေကိုအနည်းငယ်ဆက်လက်ဆွေးနွေးကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ head to head ထိတိုက်တွေ့ဆုံမှုတွေကိုတစ်ချက်ကြည့်လိုက်ရအောင် နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Chelsea က4ချိန်နိုင်ပြီးတော့ Brighton က2ချိန်နိုင်ထားပါတယ်။တရေလုံးဝကျမထားပါဘူး။ Brighton အိမ်ကွင်းမှာပြီးခဲ့သောရာသီဒုတိယအကြော်တုန်းက3-0နဲ့အနိုင်ရခဲ့ပါတယ်။အဲ့ဒါကကျွန်တော် EPL ဒုတိယအကြော်ပေါ့နော်။ FA Cup မှာကန်ခဲ့တဲ့အချိန်ကာလတုန်းက2-1နဲ့အနိုင်ရခဲ့ပါတယ်။ Chelsea ကွင်းမှာကန်တဲ့အချိန်ကာလတုန်းက4-2နဲ့ Brighton ကိုပြန်နိုင်ခဲ့ပါတယ်။ Brighton အိမ်ကွင်းရောက်တဲ့အခါတိုင်း Chelsea ကအနည်းငယ်ရုံးကန်ရလေးရှိပါတယ်။ဒါပေမဲ့အကုန် overall ကျွန်တော်တို့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ Chelsea ကအနိုင်ရထားတဲ့အချိန်တွေအတွက်ပိုများပါတယ်။ကြည့်ကျွန်တော်နောက်တစ် right chelsea ရဲ့နောက်ဆုံး6ပွဲသက်ရလက်3ပွဲနိုင်2ပွဲတည်2ပွဲရှုံးထားတယ်နိုင်တဲ့ပွဲစဉ်တွေမှာ the watson တင်းကိုပဲကိုပြတ်နိုင်ခဲ့တာဖြစ်ပြီးကျန်တဲ့ပွဲစဉ်တွေမှာ fulan ကို2-0နဲ့နိုင်တာရှိတယ်ကျွန်တော် lincoln ကို2-1နဲ့ကတ်နိုင်တဲ့ပွဲမျိုးလေးရှိတယ်ဒါပေမဲ့အားရစရာမကောင်းပါဘူးတရေကျခဲ့တဲ့ပွဲတွေရှုံးတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် united ကို2-1နဲ့ရှုံးတယ် bayern munich ကို3-1နဲ့ရှုံးပြီး brentford ကို2-2တည်တဲ့ပွဲဖြစ်ခဲ့ပါတယ်ဖောင်အားဖြင့်ရင်မကောင်းဘူးပေါ့နော်နောက်ဆုံး3ပွဲမှာသူတပွဲပဲနိုင်ထားတယ်ဆိုတဲ့သဘောမျိုးပါ brighton ကလည်းနိုင်လိုက်ရှုံးလိုက်တည်ကျလိုက်နဲ့အရင်တည်ငြိမ်တဲ့အ င်တင်းတော့မဟုတ်ဘူးနောက်ဆုံးဘန်စတေကို6-0နဲ့နိုင်ထားရမယ်တော်တင်အော့စပါကို2-2တည်းကစားရတယ်ဘုံမောက်ကကြတော့အဝေးကွင်းမှာ2-1နဲ့ရှုံးထားပါတယ် နှစ်သင်းလုံးကတော့လက်ရှိ current form အရင်ကောင်းမနေဘူးလို့ပြောနိုင်ပါတယ်ကျွန်တော်နောက်တစ်ပိုင်းက Chelsea သင်းရဲ့ဒီနေ့ရသည်အိမ်ကွင်းရလက် Chelsea သင်းအိမ်ကွင်းမှာအသင်းနှစ်သင်းနဲ့ထိတိုက်တွေ့ဆုံထားတယ်တသင်းက Palace ဖြစ်ပြီးနောက်တသင်းက Fulham ဖြစ်ပါတယ် Fulham ကို2-0နဲ့နိုင်ပြီးတော့ Crystal Palace ကိုဂိုးမရှိသေချထားပါတယ်ခင်ဗျာတပတ်က Brighton ကတော့အခုနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း၄ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံးထားပါတယ်ထူးခြားတာတစ်ခုကတော့သူတို့နိုင်ခဲ့တဲ့ပွဲစဉ်တွေမှာလည်းဂိုးပြတ်တွေနိုင်ထားတယ် နိုင်တဲ့အသင်းတွေကတော့တာမန်အသင်းသေးလေးတွေပေါ့ဗျာအခုနောက်ဆုံး EFL ကမှ Bansley ကို6-0နဲ့နိုင်ပြီးရှေ့တစ်ဆင့်မှာတော့ Oxford United ကို6-0နဲ့နိုင်ထားတာပါဒါပေမဲ့ Premier League မှာဆိုရင်တော့အဝေးကွင်းနှစ်ပွဲလုံးရှုံးထားပါတယ်ဘုံပေါက်ကို2-1နဲ့ရှုံးပြီး Everton ကို2-0နဲ့ရှုံးပါတယ်ဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ကိန်းကနေချက်လက်ရ Brighton အသင်းကဒီနေ့ရာသီမှာအဝေးကွင်းစွမ်းဆောင်ရည်လုံးဝမကောင်းတဲ့အသင်းတစ်သင်းပါဒါကိုကျွန်တော်တို့တေချာလေးတော့ကူးပြဖို့လိုပါလိမ့်မယ်အမတ်တမဲ့ကျင်တော့ Brighton အသင်းဒီ Chelsea ကိုတည်ကစားနိုင်တဲ့ရည်သွေးအရေးချင်းမျိုးအပြည့်အဝရှိနေတယ်လို့ထင်ရပေမဲ့သူတို့ကလည်းစွမ်းဆောင်ရည်အရန်တည်ငြိမ်တဲ့အသင်းတစ်သင်းတော့မဟုတ်ပါဘူးအတစ်ဖက်က Chelsea ကိုကောင်းတယ်လို့ပြောနေတာမဟုတ်ဘူးเนาะဒါပေမဲ့ Brighton ကလည်းအဲ့တလောက်ထိကောင်းနေတဲ့အသင်းမဟုတ်ဘူးအဲ့ဒါကြောင့်ဒီပွဲစဉ်မှာ Chelsea အနိုင်မျောလင်းကွင်းတော့ရှိတယ်နောက်ဆုံး conclusion ဆွဲပြီးရွေးချယ်ပေးကြတာကတော့ကျွန်တော်ဒီပွဲစဉ်မှာတိုတယ်ကိုပဲ ည်းရွေးချယ်ပေးခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ handicap မှာ Chelsea နိုင်နိုင်ကြီးရှိတယ်လို့သေချာနိုင်ကြီးရှိတဲ့အတွက်ကြောင့် handicap ကိုတော့အာယုံနောက်ပြီးကျွန်တော်စွန့်စားကန်းဖွင့်မနေကျွန်တော်ဘူး။ Brighton ရှုံးနိုင်ကြီးအများကြီးရှိပါတယ်။တကယ်လို့ Chelsea တကူတဲ့နဲ့ကတ်နိုင်သွားရင်လည်းတဝက်လောက်ပဲပျော်ရွှင်ခွင့်ထောက်ပုံအရာတော့တိုတယ်ကိုကိုပဲရွေးချယ်ပြီးအပြည့်အဝကျွန်တော်တို့ပြောပါမယ်။တိုတယ်ကို over ဖြစ်ပါတယ်ခင်ဗျာ။